အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဗီဒီယိုလေးမှာတော့တဘာဝအလှတရားတွေနဲ့ထိတွေ့ပြီးတော့အပန်းဖြေအနားယူလို့ရမယ့်နေရာလေးတစ်ခုနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာ ဝင်ကြီးတောင်းဝင်ကြီးတောင်းမှာဘာတွေပါလဲဆိုတော့ကိုလာတဲ့လူအရေအတွက်ပေါ်မူတည်ပြီးတော့ကိုင်ညီမှုရှိတဲ့တဲလေးတွေနေရာထိုင်ခင်းလေးတွေစီစဉ်ပေးတယ်ရေကစားဖို့အတွက်အသက်ကြီးအင်ကြီးပါမယ်သူတို့သတ်မှတ်ထားတဲ့စားစရာတမျိုးသုံးမဟုတ်တောက်စရာတစ်ခုခုကိုရွေးချယ်ခွင့်ရှိပါတယ်တပေါင်းနံဖက်ကစ်အပြင်ထမင်းနဲ့ဟင်းတွေပါပါဝင်တယ်1800နံဖက်ကစ်2000 3000နံဖက်ကစ်တွေကိုလည်းစိတ်ကြရွေးချယ်လို့ရပါသေးတယ်ဗျာ ကျွန်တော်တို့ကတော့တထောင်တန် packet ကိုပဲယူပြီးတော့ထမင်းနေဟင်းနေမယူတော့ဘဲနဲ့ကိုမှားယူသုံးဆောင်ခြင်းနဲ့အစားအသောက်တွေကိုပြီးမှမှားယူပြီးတော့သုံးဆောင်မှာဖြစ်ပါတယ်။မီနူတွေလည်းတော်တော်စုံစုံလေးလေးရှိပါတယ်။ကျွန်တော်တို့ဘာတွေမှားစားဖြစ်လဲဒီမှာဘာစားတော့တွေရှိလဲဆိုတာကိုကျွန်တော်ပြင်ရိုက်ပြပေးပါမယ်။အခုရိုက်ပြထားတဲ့နေရာလေးကတော့ရွှင်ပြုံးကိုလာတဲ့သူတိုင်းဗျာဒီတောင်တန်းစိမ့်စိမ့်ကြီးရဲ့ကြည်စိမ့်နေတဲ့ဒေါထဝီမြေရေပြင်ကျဲကြီးရဲ့ကိုနောက်ခံထားပြီးတော့ဓာတ်ပုံသုံးဖို့ဗီဒီယိုလေးတွေရိုက်သွားကြတဲ့နေရာလေးဖြစ်ပါတယ်။ရေကစားတာကတော့ဒီကနေအောက်ကိုလှေကားလေးတိုင်းဆင်းသွားပြီးတော့ ကျိုးရီတန်းပေးထားတယ်ကျိုးရီကိုကင်ပြီးတော့အသက်ငယ်အညီဝက်ပြီးတော့ရေစော့ကစားရမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ခုသွားတဲ့ချိန်ကညနေပိုင်းဆိုတော့ကျွန်တော်ဗီဒီယိုရိုက်ရှင်လို့လူရှင်းတဲ့ချိန်ကိုရွေးသွားလိုက်တာညနေပိုင်းဆိုတော့လူလဲရှင်းတယ်ပြီးတော့မြစ်ကရေလွတ်တဲ့ချိန်ဆိုတော့ရေလဲတက်နေပြီးတော့ရေစီးလဲတန်နေတဲ့အချိန်ပေါ့နော်အဲ့ကျွန်တော်အထင်ကပြောရမယ်ဆိုရင်တော့အာဒီထဲမှာရေကစားမယ်ဆိုရင်တော့ရေနည်းနည်းညော့နေတဲ့အချိန်ကဒီကစားလို့ပို့ပြီးတော့ကောင်းမယ်ကြော်စရာကောင်းမယ် NDA လဲကင်းမယ်လို့ကျွန်တော်မြင်မိပါတယ်ကျွန်တော်ခုစားနေတဲ့ခေါင်းဆက်ဘူးလေးကတော့ကျွန်တော်ရှေ့မှာပြောတဲ့တပေါင်းနဲ့ဖက်ကစ်မှာပါတယ်စားစရာတော့မဟုတ်တောက်စရာတခုရွေးချယ်လို့ရရတဲ့ထိုင်ရနေပြီးတော့ကျွန်တော်ခေါင်းဆက်ဘူးလေးကိုရွေးချယ်ပြီးတော့ရင်းတော့ဗိုက်စာလို့ ထောက်ဆွဲလေးပြုတ်စားတာလေးဖြစ်ပါတယ်ဗျာရှင်ပြုံးမှာမာယူသုံးဆောင်လို့ရနိုင်တဲ့အစားအသောက်မီနူးလေးတွေလည်းရိုက်ပြပေးလိုက်ပါတယ်ကျွန်တော်တို့မှာစားဖြစ်ခဲ့တာတွေကတော့စိတ်ထောင်းသုံး၊စေဘဲဥသုံး၊ဂျင်းသုံး၊ငါးတက်တာသုံး၊ခမင်းစီစမ်းနဲ့ကျုံမွေကျော် ဝဲဦးချောင်းကျော်ရဲ့ကစုံရွက်ကျော်လေးရဲ့ပြီးတော့စိတ်လက်ဖတ်ထောင်းရဲ့စိတ်ထောင်းထမင်းပြူလေးရဲ့မာယူသုံးဆောင်ဖြစ်ခဲ့ပါတယ်ဗျာနော်ကျွန်တော်တို့ရောက်ချင်းဘိုက်ဆန်နေလို့ခောက်ဆဲပြုတ်စားတယ်ပြီးတော့ဗီဒီယိုရိုက်ဆရာရှိရာလေးရိုက်ပြီးတော့မာယူထားတာတွေကိုစားတော့ပြီးသွားတဲ့အခါမှာတော့အောက်ကိုရေစင်းကစားပါတော့မယ်ဗျာဟုတ် ဘာဝလာတရားတွေကိုကြည့်ရှုပြီးတော့ရေရှုံးရင်ရေစင်စိုင်းတောင်းရင်လည်းအပန်းပြေနားယူခြင်းနဲ့ဆိုရင်တော့ရှင်ပြုံးကိုတက်တော့ Facebook တို့မှာရိုက်ရှာလိုက်ပြီးတော့ဆက်သွယ်ပြီးတော့သွားလိုက်တော့နော်